မင်္ဂလာပါရှင်ဒီနေ့ငချင်းကြောနှက်ကလေးရဲ့ငစီရန်ဟင်းလေးဥကက်လေးချက်ပါမယ်ရှင်ငချင်းလေးတွေကိုစေးကြောတန့်စင်ပြီးတော့ရတာလေးအစုံနဲ့နေထားပြီးနှက်ထားပါတယ်ရှင်ချုံမုံရဲ့စားရဲ့ငံပြရဲ့လေးရဲ့ထည့်ပြီးတော့နှက်ထားပါတယ်စီဘူးလာရင်တော့ ှတ်ထားတဲ့အချင်းလေးတွေကိုအသားလေးတွေတင်းနေအောင်ကြောထားပါလေရှင်။ကြောပြီးတဲ့ငချင်းလေးတွေကိုတစ်ခါပြန်ချက်မှာပါရှင်။ကြက်တုံအဖြူနေရုပ်ပြီးအောင်တင်းမှုန့်နဲ့ထောင်းထားတာလေးကိုစီတက်ပါလေစီတက်ပြီးစီနံလေးဝိုင်းနေပြီဆိုလို့ရှင်တော့အဲ့ဒီဟင်းအနှစ်ထဲကိုပဲအရသာလေးတွေထည့်ပါလေရှင်။ ချုံမုံရင်ငံပြားလေးရဲ့နည်းနည်းထည့်ပြီးတော့စီတပ်ပါတယ်နည်းနည်းမေးလေးပါအုပ်လိုက်ပါတယ်ရှင်ရက်စီတန်းနန်လေးလည်းမှုေးလာပြီးစီလေးလည်းပြန်လာပြီးဆိုရင်တော့ကြော်ထားတဲ့ငါးလေးတွေထည့်ပါတယ်ရှင်ငါးကြော်နှစ်လေးတစ်ခွက် စားလို့ကောင်းလဲငါကြွနှံလေးတစ်ခွက်တော့ရပါပြီ နောက်ထပ်ငစင်ရိုင်းလေးတွေကိုလည်းအိုကက်လေးချစ်ပါအောင်မရှင်ငစင်ရိုင်းလေးတွေကိုစမ်းစင်အောင်ဆေးကြောပြီးစားစနစ်ချုံမိုးလေးနဲ့နေပြီးထားပါတယ်ကျတော့အဖြူနေငယ်သည့်ရောင်တင်မုံလေးကိုလည်းစီတတ်ပါတယ်စီတတ်နံလေးမှုလာပြီဆိုရင်တော့နှတ်ထားတဲ့ငါးလေးတွေကိုထည့်ပါတယ် ေဒီစီတတ်တာလေးနဲ့နားလေးတွေလုံးသွားအောင်လို့မှုပေးပါလေရှင်နားလေးနူဖို့အတွက်ရေလေးနည်းနည်းထည့်ပါလေအဲ့ရေလေးခမ်းပြီးစီပြန့်ပြီးဆိုရင်တော့နားလေးတွေကနူးညံ့တဲ့အတွက်ကြောင့်ကျက်သွားပါပြီရှင် ငားလေးတွေအိုးမကတ်အောင်လဲအောက်ကနေပြီးတော့မှုမှုပေးရပါတယ်ရှင်ငါလေးစီပြန်ကန်နေပြီဆိုရင်တော့နနမလေးအုပ်ပြီးတော့ချလိုက်ရင်ရင်းလေးတပွဲတော့ကြက်သွားပါပြီရှင် ိန်စိန်လေးရှိလို့ပင်စိန်လေးပါထပ်ထည့်လိုက်ပါတယ်။အရာသာရှိသောမွေးပြန့်သောငါအိုးကလေးတစ်ခွဲ့ရပါပြီ။စားကြပါအောင်ရှင်။အလုံးကျေးဇူးတင်ပါတယ်ကျမ်းမာကြပါစေချမ်းသာကြပါစေ နောက်ထပ်လည်းပြန်တွေ့ပါဦးမယ်တတား